မှုပို့တိုးပြီးတော့ပို့ပြီးတော့ဘူပေါင်းဆောင်ရွက်မယ်ဆိုရင်ဒါမဟာဗျူဟာမြောက်ကြတယ်ခင်ဗျားတို့ရဲ့လွတ်လပ်မှုလည်းခင်ဗျားတို့ရမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အဲ့တော့အဲ့ဒီ operation 1027စတဲ့အချိန်မှာတော့ NUG ရဲ့ဝန်ကြီးတချို့လည်းပြောတာကျွန်တော်ကြားမိပါတယ်ထဲထဲဝင်ပူးပေါင်းဆောင်ရွက်တယ်လို့ဘာလို့ဆိုရဲခါကြတော့အခု last show ကိုပြန်ပေးမှာက NUG ရဲ့ခွင့်ပြုချက်နဲ့ပြန်ပေးမှာလား တခါအခုလာရှိုးကိုအကြံပတ်စစ်တပ်ကိုပြန်ပေးပြီးတော့အဲ့ဒီအကြံပတ်စစ်တပ်ကလာရှိုးကိုအုပ်ချုပ်ရေးလုပ်မယ်ဆိုတော့လာရှိုးပကဖကကောဘာလုပ်မှာလဲဆိုတော့အဲ့ဒီဒေသမှာရှိတဲ့လာရှိုးမှာသွားပြီးတော့ဒါဝန်ထမ်းဆောင်တဲ့ CDM တွေ PDF တွေ LDF တွေတို့ကိုရောကြိုပြီးတော့အကြောင်းကြားခဲ့သလား အဲ့ဆိုလို့ရှင်1027ကာလမှာထုတ်ခဲ့တဲ့ statement တွေအကုန်လုံးကအပြည့်အဝယုံကြည်လို့မရဘူးလားပြည်သူတွေကိုလက်စားပြီးတော့အသုံးချခြင်းတဲ့အချိန်မှာ force of the big တဲ့ပုံစံမျိုးဖြစ်မနေဘူးလားဒါမှမဟုတ်လို့ရှင်လေကိုမျိုးထိုက်တယ်တဲ့ခင်ဗျာခင်ဗျာမသိသေးလို့ကျွန်တော်ကနောက်ွယ်မှာ ကိုချစ်ချစ်တီတိုတီတိုနဲ့တိုက်တိုက်တိုးတိုးလောက်ထားတဲ့ plan B တွေရှိတယ်ကျွန်တော်တို့လည်းနိုင်ငံရေးကိုပြည်ရဲ့နဲ့ကစားနေရတာကျွန်တော်တို့ထုတ်ပြောလို့မရတဲ့အရာတွေရှိတယ်ဆိုရင်လွန်တာရှိရင်ဝန်တာမိပါဒါမျိုးလည်းရှိနိုင်တယ်ဆိုတော့ကျွန်တော်တွေးမိပါတယ်အဲ့လိုမျိုးလည်းဖြစ်ပါစေလို့ဆုတောင်းအပ်ပါတယ် ဟာနိုင်ငံရေးဆိုတာကလိုင်းပေါ်မှာတက်ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး Facebook ပေါ်တက်ပြီးတော့တင်နေလို့ရတဲ့ကိစ္စမဟုတ်ဘူးနိုင်ငံရေးဆိုတာကဒိတ်တောင်းတပွဲမင်းအေးဂျေဒါမျိုးလည်းဖြစ်နိုင်တာပဲဟာကိုကန်ဆိုတာကတခြားတိုင်းသားနဲ့မတူဘူးတရုတ်ပြည်မှာကြီးရဲ့ဖိအားဘလုံးမလုံးဆက်လို့မရဘူးတကယ်တော့ တယောက်ကမြန်မာပြည်ထဲမှာ Trojan ထည့်ပေးထားလိုက်တာဆိုပြီးတော့ပြောကြတဲ့အဖွဲ့တွေရှိတယ်။အဲဒီမှာ Google လည်းပါတယ်လို့ပြောကြတယ်။ဒါတွေကိုအမှန်ယူရမှာလား ဆိုတော့ဟိုတလောကကိုကန့်ခေါင်းဆောင်တွေကတရုတ်ပြည်ယွန်နန်ကွန်မင်းမှာပြန်မလုပ်ဘူးဆိုတဲ့သတင်းစကားကြားတယ်အကျယ်ချုပ်ပေါ့အဲ့တော့အဲ့ဒီကိုကန့်ခေါင်းဆောင်ပိုင်းတွေလွတ်မြောက်ဖို့လို့အတွက်လာရှုံးနဲ့အလဲလဲလုတ်ခဲ့ကြရတာလားလာပေါင်းများစွာပေါ့ဗျာအဲ့တော့ဒေသတခုတော့ရှိတယ်ခင်ဗျကျွန်တော်တို့ကဒီပြည်တော်စုကြီးကိုသွားမယ်ဆိုလို့ရှိရင် ဒီပြည်တော်စုသားတွေ ਨੇ တတ်သားတဲ့ဖြစ်ဖို့လို့အဲ့တော့တကယ်လို့များခမည်းတော်ကအခုချိန်ဒီတတ်သားတဲ့မဟုတ်ဘူးလို့မှတ်ယူနေသေးခမည်းတော်ရဲ့ယက်တီချမ်းနဲ့ချင်းကပ်ပုံတွေကတရုတ်ကိုအမိပြုတ်ပြီးတော့တရုတ်စင်ထရစ်တရုတ်ပြည်အကြ ဒီယိုပရက်ရှာကြောင့်အဲ့ဒီကနေပြီးတော့လွတ်မြောက်မှာမဟုတ်ဘူးတကယ်လို့များခင်ဗျားတို့ကိုယ်တိုင်လည်းရက်တီချက်ကိုပြောင်းပြီးတော့ဒီဘက်ကိုတော်လည်းရေးဘက်ကိုတခြားတိုင်းသားတွေဘက်ကိုယုံကြည်မှုပို့တိုးပြီးတော့ပို့ပြီးတော့ပူပေါင်းဆောင်ရွက်မယ်ဆိုရင်ဒါမဟာဗျူဟာမြောက်ကြတယ်ခင်ဗျားတို့ရဲ့လွတ်လပ်မှုလည်းခင်ဗျားတို့ရမယ် ဒါကိုကတိုင်းမှာကောင်းဆုံးတွေကျွန်တော်ပြောတာပြောတာဆိုတော့သူတို့ကလည်းတရုတ်စကားပဲတတ်တယ် ਨੇ သူရဲ့ကျွန်တော်ကလည်းဗမာစကားပဲတတ်တော့ဒီလိုပဲပြောရမှာအခုခင်ဗျားတို့ပြောတဲ့ကိုပိုင်ပြထားခွင့်တို့လွတ်လပ်ခွင့်တို့ဆိုတာဘယ်မလဲ မြတ်တရားဩဇာကံတတ်တတ်ကနှစ်ပေါင်းများစွာယနေ့အချိန်ထိပဲဟုတ်တယ်တရားရှိမှခင်ဗျားတို့နုတ်တခံစိုးရတယ်ဘာကြောင့်လဲလက်နဲ့ရိတ်ခါဆေးဝါးရေဆန်းလို့လို့ဟုတ်ပြီတရားကနောက်ကျောဘက်ကြီးဖြစ်တယ်လို့အရင်တော့ကအရှိတ်ဘက်မှာစစ်တက်ကလွှမ်းမိုးနေမြေတွေပြဖြစ်နေလို့ယနေ့အချိန်မှာစစ်တက်ကအပြည့်ဝမလွှမ်းမိုးနိုင်တော့တဲ့အချိန်မှာကျွန်တော်တိုင်းသားတွေနဲ့ ပို့ပို့ပြီးတော့ချစ်ကြည်ရဲတဲ့မဟာမိတ်တွေပို့ပြီးတော့မလောက်ဆောင်လာသင့်ဘူးလားအဲ့တော့ကျွန်တော်တို့ကအင်အားကြီးတဲ့တယောက်ကြောက်တော့ကြောက်ကိုယ်ချင်းချင်းကြတော့လူစွာကျဲလုံမယ်ဆိုတဲ့เนาะမရင်ကျက်တဲ့အတွဲခေါ်နိုင်ငံရေးမျိုးတွေကိုတဆင့်တက်ပြီးတော့ အရေးကြီးတော့သွေးနီးငါတို့ကညီကောင်မောင်တို့မအရင်နေဖြစ်တယ်ဆိုတော့စိတ်ဓာတ်ကိုကြိုက်ဆွဲပြီးတော့မတူညီတာရရှိနိုင်တယ်ဒါပေမဲ့ငါတို့ကမြမပီသားတွေမြမပီသူတွေဆိုတော့စိတ်နဲ့လုံမှရပါဗျတရုတ်ကိုမိခိုးတာတွေကိုရှော့ချပြီးတော့တရုတ်ဘက်ကိုရှော့ချရင်းနဲ့ကိုဒီဘက်မြမတွေဘက်ကိုတလန်းတိုးမှရပါဗျ ခင်ဗျတယောက်ကိုတစ်ဖက်ကနေလက်ကနေကင်ဆွဲထားသေးရေခင်ဗျတို့ရှစ်ကိုရောက်မှာမဟုတ်နောက်ကိုပဲပြန်ဆုတ်ဆုတ်သွားမှာနော်အဲ့တော့ဒီဘက်ကိုရှစ်တလန်းတိုးမယ်ဆိုလို့ရှိရင်အဲ့ရှစ်တိုးဖို့ကိုတွတ်ဆုတ်လေစေတဲ့နောက်ကချုပ်ထားတဲ့တယောက်အာကိုတယောက်ကြတယောက်ဘိုလ်ပြုအဲ့ဒါကို short ချပြီးတော့ရှစ်ကို ရှေ့လန်းနေတိုးပြီးတော့ကျွန်တော်တို့မြန်မာတိုင်းသားချင်းချင်းကျွန်တော်တို့တွေညီညီရဲနဲ့ချစ်ကြည်ရဲနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုလုံမှခင်ဗျားတို့ကိုကန့်တိုင်းသားတွေလိုချင်တဲ့ကိုပိုင်ပြထန်းခွင့်လွတ်လပ်မှုဆိုတဲ့အရာပါကိုရမှာပေါ့အခုကြတော့ခင်ဗျားဒီဥက္ကဖီအားပေးခင်ဗျားတို့မြန်မာဘ ਹੁ အစိုးရကိုမကြိုက်လို့တော်လန်နေဆိုပြီးနောက်ဆုံးကြတော့တရုတ်ဘ ਹੁ အစိုးရကဖီအားပေးတဲ့ချိန်မှာခင်ဗျားတို့လှုပ်ဆိုလှုပ်ရက်ဆိုရက်ပြစ်ဆိုပြစ်တိတ်ဆိုတိတ် ဲ့တော့ဘာပြန်ထူတော့လဲကြုံမဲတယောက်ကြုံမဲမထူဘူးအဲ့ဒီဘက်မြန်မာဘိုးအစိုးရနဲ့ကသွေးထွက်တော်ယူနေကြုံပြစ်မခံချင်လို့တတ်ရတယ်တယောက်ကကြတော့အကောင်ကြီးလုံးအားကြီးတော့အရှိန်ကြီးနဲ့တယ်တနက်နဲ့ခံပြစ်စရာမလိုဘဲနဲ့အလိုလိုနဲ့နဲ့ကြုံခံကြရတာအဲ့တော့ဒီတယောက်ကဩဇာအာဏာကျုံပြုတ်မှုကိုလွန်မြောက်ဖို့ဆိုတာ ို့ချင်းချင်းစည်းလုံးနိုင်ရလေဗျအဲ့တော့ကျွန်တော်တို့တိုင်းသားခေါင်းဆောင်တွေအနေနဲ့ကကိုချင်းချင်းစည်းလုံးညီညွတ်ဖို့ယနေ့အချိန်ဧပြီလ9ရက်2025မှာအဖြစ်ဂျပန်ပြန်ပြီးတော့ထပ်မံစ조사တဲ့နေလို့ကျွန်တော်မြင်တယ်အဲ့လာရှိုကိစ္စကလည်းကိုကန့်ခေါင်းဆောင်တွေ ြန်လဲစဉ်းစားသင့်တယ်လို့ထင်တယ်အဲ့တော့တရုတ်မှာတရုတ်မှာဘာတွေဂရိပေးထားခဲ့ပြီးတော့လက်လွန်ကြက်သွန်တွေဖြစ်ခဲ့လဲတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့လာရှိုးကိုစစ်ကောင်စီလက်ထက်ကိုပြန်ထည့်မှာဖြစ်ဖြစ်နွေဦးတော်လိုင်းရဲ့ရဲဘော်တွေအရေးတော်ပုံတပ်သားတွေရဲ့သွေးတွေချွေးတွေဘဝတွေနဲ့ ရယူခဲ့တဲ့နည်းမျိုးတွေကိုပြန်ပေးလိုက်ချင်းဆိုတာကိုတစ်ဖက်သက်ဆုံးဖြတ်မယ်ဆိုရင်ဒါလွန်မောင်းရတော့လုံးရဖြစ်တယ်။အဲ့ဒီဝိညာဉ်တွေအဲ့ဒီအသက်တွေအဲ့ဒီဘဝတွေကိုစော်ကားတာဖြစ်တယ်လို့ကျွန်တော်ကတော့ဒီလိုပဲမြင်တယ်။ဒါပြင်ကိုဒါအစိုးဝါဆုံးသောသစ္စာပေါင်းကြီးပဲ။မဟာမိတ်တွေကျွန်တော်တို့ညီနောင်၃ဘွဲ့ဆိုပြီးတော့1027ဆိုပြီးတော့လောက်ဆောင်ခဲ့တာမှာ AA ပါတယ် TNA တွေပါတယ် MDA ပါတယ်ခေါင်းဆောင် အဲ့ဒီမှာသွားပြီးတော့ဝမ်းတိုက်ပေးခဲ့တာဆိုလို့ရှိရင်ကျွန်တော်တို့ guarantee data တွေပါတယ်ဒီဘက်ကအညာသားတွေပါတယ်မန္တလေးဘက်ကတွေပါတယ်တိုင်းသားလူမျိုးပေါင်းစုံပါတယ်အဲ့တော့ကျွန်တော်သိချင်တာဒီ last show ကိုပြန်ပေးမယ်ဆိုပြီးတော့ဆွေးနွေးတဲ့ကိစ္စတွေကအေးခေါင်းဆောင်တွေ DNA တွေခေါင်းဆောင်တွေကိုအသိပေးသလားအေးခေါင်းဆောင်တွေ DNA တွေခေါင်းဆောင်တွေရဲ့သဘောတူညီမှုနဲ့လုပ်တာလားတကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်အေးနဲ့ DNA တွေကို ဘလို့သဘောထားလို့ကိုပါကူဒီလိုဆုံးဖြတ်တယ်လဲဆိုတဲ့မေးခွန်းပြောမယ်သာပြောရတာကျွန်တော်ရှေ့ကတင်ပြခဲ့တယ်လို့ပဲညီမပြီမှာဖြစ်နေတဲ့နော်လက်ရကိုင်းတက်ဖွဲ့ခေါင်းဆောင်တွေကအကုန်လုံးမဟုတ်တော့လဲတချို့ကဘလို့ဖြစ်နေလဲဆိုတော့ဝါလော်တွေ စစ်ဘီရင်တွေပုံစံမျိုးဖြစ်လာလက်နက်လေးတပြပြဂျိုလေးတကြွကြွအဲ့တော့မတိမ်မယိမ်ဖြစ်ဖြစ်ကိုယ့်ထက်နည်းနည်းလေးပဲအင်အားသာတာဖြစ်ဖြစ်အဲ့ဒါမျိုးဆိုလို့ရှိရင်အရှိကိုမကြည့်တော့ငါတို့ကကိုယ့်အိမ်သားအချင်းချင်းမလားငါတို့ကမိသားစုအချင်းချင်းမလားလို့မစဉ်းစားတော့ ပုတ်တိုင်မှုတွေလုတ်လာမင်းကဘာကောင်လဲငါဘာကောင်လဲမင်းကဘာလဲချမလားกว่าဒါမျိုးတွေဖြစ်လာတာတော်တော်ရှင်နာဖို့ကောင်အတူတူပြင်ပြီးခဲ့တဲ့ရက်ပိုင်းဒီမှာနော် DNA နဲ့ MDA နဲ့ပုတ်တိုင်မှု DNA နဲ့ GIA ရဲ့ပုတ်တိုင်မှု GIA နဲ့ MDA ပုတ်တိုင်မှု MDA နဲ့ DNA ပုတ်တိုင်မှုဒါတွေကြည့်ရတာရင်နာစရာကောင်းတယ်စိတ်မကောင်းစရာကောင်းအဲ့တော့ခင်ဗျစဉ်းစားကြည့်ရ DNA နေရာမှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်စစ်တပ်ကြီးနဲ့မြန်ဆိုရင်ခင်ဗျားတို့အဲ့လိုမျိုးတွေရုံးရင်းစံကတ်တွေရန်ဖြစ်ပါလား ဓာတ်ပုံတွေတက်လာမှာလားလက်သီးတွေထိုးကြမှာလားစဉ်းစားကြည့် KIA နေရာမှာအိန္ဒိယတက်မတော်ဆိုတဲ့ဟာကြီးနဲ့ဆိုရင်ခမားတို့တွေအဲ့လိုမျိုးတွေနော်လက်သီးတွေထိုးကြမှာမလုပ်ပါဘူးမလုပ်ပါဘူးအကောင်ကြီးကတအားကွာသွားတဲ့အခါမှာအချိန်နဲ့တွေယွန့်သွားတယ်အချိန်နဲ့တွေတန့်သွားတယ် ဘာလို့မလဲကျွန်တော်တို့ညီကိုမောင်နှမတွေတိုင်းရင်းသားလူမျိုးချင်းချင်းနေဘုံရန်သူကိုတိုက်နေတဲ့အချိန်မှာဒီလိုမျိုးမလိုအားအသက်တဲ့เนาะ street smart လို့ခေါ်တဲ့ရက်ွက်ထရအထာတွေလမ်းပေါ်အထာတွေကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုက်တပ်ဖွဲ့ဒွေရှိမှာအထူးသဖြင့်ခေါင်းဆောင်တွေရှိမှာမရှိတဲ့ ။နောက်အခုရှက်မှာတင်ပြခဲ့တယ်လို့မြမပြီမှာဘယ်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဘယ်တိုင်းသားလူမျိုးကမြန်အကြံပစစ်တပ်ကပင်းရအောင်တောင်းယူရတဲ့ကိုပိုင်ပြတ်ထန်းခွဲ့ကိုပိုင်ပြီးနေကိုပိုင်လွတ်လပ်ခွင့်ဆိုတာရှိခဲ့ဘူးလို့အဲ့တော့လွတ်လပ်ရေးဆိုတာကဖက်ဒရယ်ဆိုတာကကိုပိုင်ပြတ်ထန်းခွဲ့ဆိုတာကတောင်းယူလို့မရဘူးတိုက်ယူလို့ရတယ်ဆိုတာ မြန်မာပြည်ရဲ့လွတ်လပ်ရေးကိုအင်္ဂလိပ်ရှီကနေပြီးတော့ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဘိတုကကြီးတခင်အောင်စန်းဦးဆောင်တဲ့လူငယ်တွေကလက်ထွေပြခဲ့ပြီးပြီအဲ့တော့ကျွန်တော်တို့ကတိုက်ကိုတိုက်ယူကြရမှာကျွန်တော်တို့ကဒီတိုက်ယူခြင်းစစ်အနိုင်တိုက်ချင်းမှတပါအချားမရှိအောင်ပွဲကိုအရယူခြင်းမှတပါအချားမရှိကျွန်တော်တို့ကနိုင်ကိုနိုင်မရမှာနိုင်အောင်တိုက်မှရမှာ ဲ့တော့ကျွန်တော်သတင်းစကားပြီးကျင်ပါကျွန်တော်တို့ညကျွန်တော်တို့ဒီပီတော်စုဆိုတာကဒီညီကိုမောင်နှမတွေဒီတိုင်းသားတွေဆိုတာကကျွန်တော်ဒီမြေမှာနေဒီရေကိုတောက်ပြီးတော့ဒီမှာမွေးပြီးတော့ဒီမှာကြီးပြင်းပြီးတော့နေခဲ့ကြတဲ့တူထုံစင်းညီကိုမောင်နှမတွေဆိုတာသက်သက်လုံးနေကြရမှာဘဝပေါင်းများစွာနောင်အနာဂတ်မျိုးဆက်တွေနေကြရမှာကိုယ်ချင်းချင်းဖြစ်လာတဲ့ဟာတွေကို ကြောချင်းကပ်ယင်ချင်းအပ်ပြီးတော့ရှင်းကြအဲ့တော့ကျွန်တော်တို့ယနေ့အချိန်မှာညီညွတ်ရေးကိုအထူးတည်ဆောက်ပြီးတော့မတူညီကွဲလွဲတာတွေကျွန်တော်တို့လမ်းပေါ်ဟာအထာတွေရက်ွက်တရားအထာတွေရွာသားအထာတွေမလုတ်ကြဘဲနဲ့เนาะညီညွတ်ရေးကိုလုတ်ပြီးတော့တကယ်ကိုဘုံရံသူကိုနှွာဖို့လုတ်ကြစေခြင်းပါတယ်လုတ်ကြပါစို့လို့လုတ်ကြပါလို့တိုက်တွန်းတင်တယ် တကတရုတ်ကဖိအားကိုရင်ဆိုင်နေရတဲ့ MNDA ကိုကျွန်တော်တို့နားလည်တယ်။သို့တော့နောက်ွယ်မှာကျွန်တော်တို့နိုင်ငံရေးပြည်ရည်တွေနဲ့လှုပ်ရှားမှုတွေရှိနိုင်မလား။ယုံကြည်မျှော်လင့်မိတယ်။ဖြစ်စေခြင်းမိတယ်။တကယ်လို့များကျွန်တော်တို့ AA ကိုလည်းမတိုင်မြင်ဘူး DNA ကိုလည်းမတိုင်မြင်ဘူးကျွန်တော်တို့မဟာမိတ်တွေဖြစ်တဲ့ GIA တို့နော် GNU တို့ KNPP တို့ဒီဘက်ကကျွန်တော်တို့မြန်မာတပီလုံးမှာရှိတဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကိုလည်း အသိမပေးပဲနဲ့ကိုယ့်ဘက်ကိုတစ်ဖက်သက်ဆုံးဖြတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအစိုက်စိတ်အမွန်မွန်နဲ့စက်ကောင်စီကဖျက်တိစိတ်ခွဲတယ်လို့နဲ့ဥနေပဲ့ထောင်ပယ်နေဥထောင်နဲ့ဖက်ထွက်ပြီးတော့ divide and rule နဲ့ကျွန်တော်တို့ဒေါ်လာရေးအောင်မြင်ဖို့ကတော်တော်လေးကိုစူးစမ်းရလိမ့်မယ်ပြင်မှန်းလိမ့်မယ်ချိန်နေကြလိမ့်မယ်တခါတရုတ်ကပြီးအားကိုကျွန်တော်တို့ကရှိတယ်ဆိုတာကိုသိတယ်တော်တော်တရုတ်ကိုကျွန်တော်တို့က outsmart လုပ်ပြီးတော့ပြန်ပြီးတော့ smart ပြန်ပြီးတော့ play เนาะကစားတိုင်မှုလိုတယ်ဆိုတာကိုလည်းကျွန်တော်တင်ပြကြတယ်အဲ့တော့ကျွန်တော်တို့ကိုကန်ခေါင်းဆောင်တွေအနေနဲ့ကိုကန်တန်းသားတွေအနေနဲ့တရုတ်ကိုစုပ်ကင်ထားတာကို short ချပြီးတော့ဒီဘက်ကတန်းပလောင်နေကချင်းနေရှမ်းနေဗမာတွေလာဟုတွေအခါတွေကရင်နေကရင်နေချင်းနေဒီဘက်ကကျွန်တော်ရဲ့ တွင်းရင်တိုင်းရင်ဘက်ကိုမျက်နာမူပါရှစ်တလန်းတိုးပါတယောက်ကိုစုပ်ကင်ထားမှုတွေမိခိုမှုတွေကိုချွတ်ချတဲ့နီလန်းကိုရှာပြီးတော့ကျွန်တော်တို့တွေအကုန်လုံးမြမပြီးယနေ့ချိန်ခါခေါင်းမှာမြမကပိလုံးလွမြောက်ရေးကိုမလောက်နိုင်တဲ့၍ဘယ်နယ်မှခနာဒါအပြစ်ခတ်ရက်စဲရလွယ်လို့ငြင်းကြမှုဖွံ့ဖြိုးတိုးတက်မှုဆိုတာမရနိုင်ဘူးဆိုတာကိုကျွန်တော်တင်ပြခြင်းနဲ့ ဒါကြောင့်မလို့ကျွန်တော်တို့ live show ကိုစစ်ကောင်စီကိုပေးမယ်ဆိုတဲ့ကိစ္စတည်ကျွန်တော်တို့မြမလွတ်လပ်ရေးအရေးတော်ပုံကြီးပေါ်မှာတက်စာဖောက်ခံလိုက်ရတယ်လို့ပေဆုံးသွားတဲ့ဝိညာဉ်တွေအသက်တွေကိုတိုက်ပြီးတော့ပေါ်များနေလို့ကျွန်တော်ရဲ့အသက်တွေကလွန်လွန်နဲ့ပေးခဲ့လို့တမိုးမထားတာလားဆိုတဲ့စိတ်ထဲမှာဝမ်းနေမှုကြေကွဲမှုတွေအများကြီးဖြစ်ရတယ် အဲ့တော့ယနေ့အချိန်မှာတော့ကျွန်တော်တို့ညမဒီဘီလုံးအတိုင်းတာနဲ့ကိုယ့်လူမျိုးလိုက်ခေါင်းဆောင်တွေကိုလုံးစုပေါင်းပြီးတော့တကယ်ကိုကျွန်တော်တို့မဟာမိတ်တွေ coalition တွေ communication တွေ coordination တွေလို့ခေါ်တဲ့ပူပေါင်းဆောင်ရွက်မှုညီနိုင်ဆောင်ရွက်မှုအသည့်ပေးဆောင်ရွက်မှုအဆက်အသွယ်လုပ်မှုအပြည့်အလဲလေးစားမှုတွေ ဟိုးထိတ်ဆုံးခေါင်းဆောင်ကနေပို့ဟိုးအောက်ချီအချက်တက်သားတွေအထီးကိုကျွန်တော်တိဆောက်ပြီးတော့တကယ်ကိုစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးတီထောင်ပြုဖို့လို့အတွက်ဝိုင်းဝန်းလှုပ်ဆောင်တဲ့နေဆိုတာကိုကျွန်တော်တင်ပြခြင်း